ီနေ့မှာတော့ writing series တစ်ခုလုံးမှာတင်ထားတဲ့ pattern လေးအကုန်လုံးတွေကနေပြီးတော့ကြောက်တော့ပြန်ရောပြီးတော့ survive တစ်ပိုက်ကိုကြေးရမှာဖြစ်တယ်။ပုံမှန်နဲ့မတူတာပုံမှန်ဆိုရင် pattern တစ်မျိုးကို survive တစ်ပိုက်ရေးရတာဖြစ်တယ်။ဒီနေ့ကတော့ pattern လေး၅၆ခုရောတမမှွေးထားတာဖြစ်တဲ့တို့ကြောင့်ပို့ပြီးတော့ challenging ဖြစ်တယ်။ပို့ပြီးတော့စိန်ခေါ်မှုတွေများသွားတယ်ပေါ့နော်။အဲ့တော့မှားမဲ့အလားအလာလည်းပို့ပြီးများသွားတယ်။အဲ့တော့အဲ့ဒါအကုန်လုံးမှာမှားအောင်ရေးနိုင်ပြီးရဆိုတော့ဆရာအတွက်အတိုင်းထက်လုံးပေါ့။ဒါပေမဲ့အလောက်ထိမရေးနိုင်သေးဘူး။ပြန်ပြောပြတာလေးကိုမှတ်မိနိုင်သေးရဆိုရင်ပဲဆရာကျင်တ်လို့ရပြီ။အဲ့တော့ဆရာရေးပြမယ်။ ကိုပါကိုရေးချင်တယ်ဆိုရင်လည်းဗီဒီယိုလေးခဏရပ်ပြီးရေးလို့ရပြီ။အဲ့တော့ကျေးလက်ဒေတာမှာတိတ်ဆိတ်တဲ့နေရာတစ်ခုဖြစ်တဲ့ငားရွာကိုလူများစာကလဲပတ်ကြတယ်။ဘာပုံစံလဲမှတ်မိလား။ငားရွာကိုလူများစာကလဲပတ်တယ်ဆိုရင်ပြည့်စုံတယ်မြင်ဒါပေမဲ့ငားရွာကိုနောက်ထပ်တနေရာနောင်တစ်လုံးနဲ့ထပ်ပြီးတော့အထူးပြုမှာနောင်ရဲ့ position ပေါ့မနေ့ကဟာလေးနဲ့ပြန်ထိတ်တာ။အဲ့တော့ငားရွာဆိုတော့ my village တော်ပြိုင်လေးကြီး village တော်ပြီပေါ့ဒါမှမဟုတ်ဘူးသူကထက်ထဲတယ်။ကျေးလက်ဒေတာမှာတိတ်ဆိတ်တဲ့နေရာတစ်ခု။အဲ့တော့ငားရွာနဲ့ တိတ်ဆိတ်တဲ့နေရာနဲ့ဒီအတူတူပဲတူတာကိုနှလုံးဆင်ပြီးရေးတာကိုနောင်ရ position လို့ခေါ်တယ်ကော့မှာအဲ့တော့တိတ်ဆိတ်တဲ့နေရာဆိုတော့အ quiet place တိတ်ဆိတ်တဲ့နေရာဘာမှရှိတိတ်ဆိတ်တဲ့နေရာလေကျေးလက်ဒေသမှာဆိုတော့ in the countryside countryside နော်ကျေးလက်ဒေသမှာတိတ်ဆိတ်ကော့မှာကောက်မယ်ဟုတ်ပြီလူများစွာကလဲပတ်ကြတယ်ရှေ့ကိုရောက်နေတဲ့ရွာကြီးလဲပတ်တဲ့သူလားလဲပတ်ခံရတဲ့သူလားခံရတဲ့သူဖြစ်တယ်ခံရတဲ့သူရှေ့မှာထားလို့ရှိရင်ဘာပုံစံနဲ့ရေးရမယ်ဆိုတော့တည်သေးလား မမမီရဆိုရင်ကိုယ့်လိုပဲဆရာပြောမယ်မမမီဆိုရင်လည်းပြန်ကြည့်ထက်ခါထက်ခါလုံးမှရမှာပေါ့နော်အဲ့တော့ passive ပုံစံနဲ့ရမှာဖြစ်တယ်ခံရတဲ့သူရှိမှထိုင် passive နဲ့ပုံစံနဲ့ရမှာဖြစ်တယ်အမှန်တရားဆိုဘဝ1တော့တောင်းရမှာဆိုပေမဲ့ passive မှာကြတော့ amis are battery နဲ့ရေးရတယ်ဇွားတရားရဲ့ဆို is battery ဆို visited visited not is visited လောက်တဲ့သူတော့နောက်မှာ buy နဲ့ရေးရတယ် buy money people အဲ့ဒီမဲ့လက်ဆက်တဲ့အစားအစာတွေရောင်းတဲ့ဈေးတစ်ခုရှိတယ်ဟောကဲဒီရှိတယ်ဘယ်လိုရေးမလဲ ိုင်းရှင်ပါရင် has have ဒါပြောခဲ့ပြီးသားပိုင်းရှင်မပါရင်တော့ there is there are အဲ့တော့ရှိရယ်ပိုင်းရှင်မပါဘူးဆိုတော့ဆရာက there is လို့ရေးလိုက်မယ်ဘာတစ်ခုလဲဈေးတစ်ခုဆိုတော့ a market there is a market ဘာဖြစ်တော့ဈေးလဲလက်ဆက်တော့အစားအစာတွေရောင်းတော့ဈေးဒီကောင်ဒီနောက်ကနေဘာနဲ့ဝင်မလဲဆိုရင် relative clause နဲ့ဝင်ရမှာဖြစ်တယ် relative clause ဆိုတာရှေ့ကောင်ကို who တွေ that တွေ where တွေနဲ့အထူးပြုတာနေရာဆိုတော့ဝဲနေဆရာဆက်လိုက်တယ်เนาะ there is a market where ဘာကိုရောင်းတာလဲလက်ဆက်တဲ့အစားအစာတွေရောင်းတာကဲလက်ဆက်တဲ့အစားအစာဆိုတော့ fresh food ကဲဒီမှာကြည့်လိုက်ပါဒီဝဲနောက်မှာ subject verb ပြန်ရမှာပေါ့နော်ဒါပေမဲ့ဒီ fresh food ဒီရောင်းမဲ့သူကရောင်းခံရမယ်သူလားအရောင်းခံရမယ်အရာဖြစ်တယ်ခံရဟိုရှေ့မှာထားလို့ရှိရင်ဘာနဲ့ပဲပြန်ရုံးမလဲ passive နဲ့ပဲရေးမယ်ဘာ one နဲ့မရေးဘူး ms verb 3နဲ့ရေးမယ်အစားအစာကိုရေးတွက်လို့မရလို့ယူဆပြီး is သုံးလိုက်မယ်ရောင်းတာ verb 3ရာ so ဟုတ်ပြီနော်ရွာကအလွန်ငိမ့်ချက်လေဒါကြောင့်လူတိုင်းကအပန်းပြေတာကိုခံစားရတယ်အလွန်ရဲ့ဒါကြောင့်လည်းဆိုဘာတော့လဲဆိုတော့မမြင်သေးလား so that but လေ so adjective that subject verb ဆိုတဲ့ပုံစံရွာဆိုတော့ the village ငိမ့်ချက်တော့ဘယ်လိုခေါ်လဲဆိုရင် p e a c e a few peaceful လို့ခေါ်တယ်အလွန်ဆိုတော့ so လေးထည့်မယ်နော် so peaceful ဒါမဲ့ဒါဒီ adjective ဖြစ်တယ်ဒေါ်နဲ့ဆုံးတဲ့ကောင်ဒီဖြစ်အောင် emphasis ထည့်ထားရမယ် the village is so peaceful so adjective that ။ဒါကြောင့်လူတိုင်းကအပန်းပြေတော်ခံစားရတယ်။လူတိုင်းဆို everyone ခံစားရတယ်ဆိုတဲ့ဘက်ကိုလာမယ် feel everyone ဒီဘလောက်ပဲများများတခုခင်းလို့ပဲယူဆရဖြစ်ကြအောင်ဘာမှမ estimate မယ်။အပန်းပြေတော်ကိုတော့ relax ဒါ agitate နဲ့ရေးရမယ်။ပင်ကတက်ပင်အောက်မှာထိုင်နိုင်တယ်ဒါမှမဟုတ်တွင်းပြင်းနေပြီးမှလမ်းလျှောက်နိုင်တယ်။နှစ်ခုတည်းကတခုလုံးနိုင်ဘာသုံးရမလဲ။မှတ်မိသေးလား။ အိုက်တာအော်ဒါရှေ့မှာတင်ပြီးသားဟာကိုပြန်ပြီးတော့ကောက်နေရပေါ့နော်တရချင်းစီလေးလာပြန်ဒီလိုမျိုးရောထားတဲ့ဟာကိုလေးလာမယ်ရောတဲ့ဟာကိုများများလေးလာရင်ဘလောက်ပဲရောရောရလာရဆိုရင်ထောင်ချောက်လာပါအဲ့တော့ဒီနေ့ကအရောရဲ့ခြေလန်းတလန်စပြီးပေါ့နော်အတင်ကဆို you တက်ပြီးအောင်မှာထိုင်နိုင်တယ် you can နော်နှစ်ခုရှိတယ်လုံနိုင်တာနှစ်ခုထိုင်နိုင်လာရဲ့လမ်းလျှောက်နိုင်တာအဲ့တော့နှစ်ခုတည်းကနှစ်ခုတည်းကတစ်ခုဆို eid ရှိရအိုက်တာနောက်မှာတစ်ခုပေါ့နော် either sit ဒါထိုင်နိုင်တယ်တက်ပြီးအောင်မှာဆို under the tree ်အော်နော် either or both ပြီးရင်လမ်းလျှောက်နိုင်တဲ့ဆို walk ကိုင်းပြင်းနေပြီးမှဆို beside the field ဟုတ်ပြီလားဒေတာကန်တွေရောလေဘတ်တွေရောရိုးရှင်းတဲ့เนาะရိုးရှင်းတဲ့ဘဝကိုတဲ့ချင်းမြတ်နိုးကြပါရဲ့တဲ့နှစ်ခုစလုံးဆိုင်ရာဘာလို့တော့မလဲမှတ်မိသေးလား both and both နောက်မှမတူတာတစ်ခု and နောက်မှမတူတာတစ်ခုဒေတာကန်တွေဘယ်လိုခေါ်လဲဆိုရင် both locals ဒီ level တွေကြတော့ visitor နော် local တွေရော visitor တွေရောဘာဖြစ်ကြလဲချင်းမြန်တို့တွေကိုကြတော့ left လို့ရေးမယ်။ဘာလို့ချင်းမြန်တို့ကလဲရိုးရှင်းတဲ့ဘဝဆိုတော့ the simple life ကဲဆရာတစ်ချက်ပြောပြမယ်ချမ်းမယ်။ My village acquire place in the countryside is visited by many people. There is a market where fresh food is sold. The village is so peaceful that everyone feels relaxed. You can either sit under the tree or walk beside the trees. both local and visitor love the simple life ပထမပုံစံက now in position ဒုတိယစာကြောင်းအကြောင်း there is ကိုသုံးသွားတယ်တတိယစာကြောင်းက so that ကိုသုံးသွားတယ်ဒီမှာက passive နဲ့ကြောင်းကြားထဲမှာညက်ပါတယ်နောက်ပြီးကြတော့ either or နောက်တော့ both အဲ့လိုလေးရောပြီးတော့ဆရာနောက်ရက်လေးမှာဆက်ပြီးလေ့ကျင့်ပြပေးမှာပဲဖြစ်တယ်အဲ့လို like ရေးခြင်းအားဖြင့် writing ကိုတော်တော်အနည်းအားဖြင့် speaking ကိုကောင်းမွန်လာမှာဖြစ်ပါတယ်နေ့တိုင်းကြိုးစားလေ့ကျင့်ကြပါ fight တယ်